ိုက်ပွဲဖြစ်ပေါ်နေတယ်ဗျာ။ဆက်လက်ကြည့်နေတယ်ဗျာ။ဟုတ်တယ်ဟုတ်တယ် ပြိုမျိုးရဲ့ channel နေပြောင်းမှာပြန်လဲကြိုဆိုပါရယ်ပြိုမျိုးရောအခုရောက်ရှိနေတဲ့နေရာကပေါ့နော်အာတကယ်ကိုမှာထူးခြားတဲ့နေရာတစ်ခုဖြစ်ပါရယ်အာဗာလဲဆိုတော့ဒီပြိုမျိုးတို့ကပေါ့နော်အခုဒီတက်မော်စီတက်ကတူရဲ့ဒီခုံယူစရာလေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့ပေါ့နော်အာစစ်ဘက်ဆိုင်ရာစိတ်ပညာလက်တွေ့လေ့ကျင့်ခန်းလေ့ကျင့်ခန်းတမားစာနေကိုအာဒီတမားစာနေရဲ့ကိုပေါ့နော်အနီးကဝင်ရောက်ကြည့်ရှုပြီးတော့မှသူတို့ရဲ့ဒီခက်ခဲကြမ်းတမ်းတဲ့ဒီတင်ယူမှုတွေကိုပေါ့နော်မှတ်တမ်းတင်သွားမှာဖြစ်ပါရယ်အာဒီအလုတ်တင်ဆောင်အနေနဲ့ပေါ့နော်ဒီအာသူနာပြုလောင်းနေကဒီခက်ခဲကြမ်းတမ်းနဲ့အာဒီအချိန်နေပြီးမှသူတို့ဘလို့ ဆုံးဖြတ်ချက်တွေချရလဲပြီးရှင်နီးပြတွေကတော့သူတို့ကိုဘလို့ဆန်နှုံးနေနဲ့ပုံသွင်းလဲဆိုတာကိုပြုံပြိုးတိုင်းရဲ့မြင်မြန်တော်မှာဖြစ်ပါရဲ့ကဲပြုံပြိုးနဲ့တို့လိုက်ခက်ပေးကြပါဦးနော် တင်ဆောင်ဝင်ကာလစစ်ဖက်ဆိုင်ရာစစ်ပညာလေ့ကျင့်ရေးအတွက်သတ်မှတ်ပေးထားတဲ့ခုနှစ်ရတာကာလအတွင်းမှာဖြစ်စဉ်ဖွင့်များနဲ့လက်တွေ့လေ့ကျင့်ခြင်းကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။စစ်ပြည်ကလာရောက်ရှိလာတဲ့အခါမှာလိုအပ်တဲ့ပြုစုကူတာမှုများပေးခြင်း၊ကိုယ်စိတ်ကူတာမှုများအရေးပေါ်ဆောင်ရွက်ခြင်းနဲ့စေယုံများတို့လူနာတွဲပြောင်းပေးခြင်းတို့ကိုဆောင်ရွက်သွားမှာဖြစ်ကြောင်းတင်ပြရပါတယ်။ကြံရော 值班三爷，谁的娘？来队里进来，已经开始发沙这边来、啊，快点、啊！让周彪给我带班发地。 PRL နဲ့ PDF အမေရိကန်ကြက်ဘက်တောင်းကျမ်းသူများကိုအပြီးတိုင်ချိန်မုံတိုက်ခိုက်ပြီးနောက်ဆုံးမြို့ပင်တိုက်ပွဲဆင်နွှဲရန်ညွှန်ကြားလာခဲ့တယ်။ ကြတယ်တက်တကွေတတောဘာလို့နေလေစစ်တစုတုံးစုပါနီးပြီပါနဲ့အတူခြိတက်ပြီးတက်စုလက်စုပါယာယီဆေးရုံတို့ခြိတက်နေကြအောင်တက်စုလက်စုပါ ေတ္တစုမူဦးစီးတော်အင်းပြည်ပြင်စေတ္တစုဝင်များဆိုရင်ဒီကိတ္တရာရရှိသူများခံတို့အင်းပြည်ပြင်ခြေတ္တသွာလာမှုကြီးများတိုင်းခြေတ္တသွာလာနေခြင်းလည်းဖြစ်ပါတယ်ဆောင်ရှောက်တဲ့နေရာမှာတိုက်ပွဲဖြစ်ပါရနေရာအတွင်းမှာပြည်သူဆောင်ရှောက်ခြင်း KNFIR ိမိပြည်ပြည်သူကုသမှုပြရနေရာများမှာပြည်သူဆောက်ရှောက်ခြင်း tactical vehicle နဲ့ဆေးရုံတပ်စုကိုလည်းပြောင်းစီလို့ကုသတော်ခြင်းဖြစ်ပြီးဒီပြည်ချင်းဆိုပြီးတော့စစ်များခွဲခြားတာပြည်သူကုသမှုပြမှာဖြစ်ပါတယ်ခုဆိုရင်စိမိပြည်စစ်တပ်စုများဆိုရင်ဒီကြတဲ့ရရှိသောဒုနာများအနည်းတို့ရောက်ရှိနေပြီးတပ်စုမှာဒုနာများရဲ့ဒဏ်ရာအခြေအနေများကိုကြည့်ရှုတာအစရာသူရဲ့အဖွဲ့ဝင်များဒုနာများတွေထုတ်နိုင်အောင်အတွက်ဆန့်ကျင်နေခြင်းဖြစ်ပါတယ်ခင်ဗျာ ခုချိန်မှာဆိုရင်ဖိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရသူများမိတို့ဒီတဆူရီဖွင့်လာရောက်ရှိပြီးတော့လူလာများအားမြန်ဆုံးပြေထွက်နိုင်ရန်ပြင်ဆင်နေကြတဲ့ပါတယ်များအခုဆင်းရသည်ကဲအန်နာဖိုင်ယာလို့ခေါ်တဲ့ဖိုက်ပွဲဖြစ်ွားရာဒီအားအတွင်းမှာထိခိုက်ဒဏ်ရာရသူများဒီရည်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 

နာများအရေးပေါ်ကုသမှုကိုလင်းလင်းလှုပ်ဆောင်ပြီးတဲ့အချိန်မှာစစ်မြေပြင်ပြုစုကုသမှုပေးရနေရတတိကယ်ဖိကဲနေရကိုထပ်မံပြီးတော့ဆွဲထုတ်တည်ဆောင်အောင်မှာဖြစ်ပါတယ်။ဒီအချိန်မှာဆိုရင်စစ်မြေပြင်စစ်တပ်ဖွဲ့ဝင်များဟာထိခိုက်ဒဏ်ရာရသူများအားအရေးပေါ်ကုသမှုအများဆုံးပြုအများဆုံးပေးပြီးတဲ့နောက်မှာစောင့်ချက်များနဲ့ ကိုမီဘေကင်တော်စင်ကြီးပြည်ပြည့်စုံပူတာမှုပေးရနေရာ Echelon Level 1ဖြစ်တဲ့ Certificate ဖြီးကဲနေရာကိုဆက်လက်ထေဆောင်နေခြင်းလည်းဖြစ်ပါရခင်ဗျာဒီလေ့ကျင့်ခန်းမှာပေါ့နော်ကိုအနေနဲ့အဲ့လိုကြုံတွေ့ခဲ့ရတဲ့အကြီးမားဆုံးစိန်ခေါ်မှုကပါလဲပြီးတော့အဲ့ဒါကိုဘယ်လိုမျိုးကြော်လာခဲ့လဲပေါ့အဲလေ့ကျင့်ခန်းမှာကြုံတွေ့ခဲ့ရတဲ့အကြီးမားဆုံးခက်ခဲ့ရတော့ကျွန်တော်တို့ကတချို့ treatment နေဆိုရင်လေ အဲစာတွေ့ပဲတင်ပါဘူးတကယ် practical မလုပ်ဘူးအခုဒီမှာ practical နဲ့တွဲလို့ရခါကျတော့အဲ့ဟာလေးတေချာ live map ရတယ်အဲ့လေးတေချာ live map ပြီးတော့စင်ညာပြတေချာ live ကြည့်ပြီးတော့တေချာ live လို့ရတယ်အဲ့အခက်ကလေးတော့ရှိပါအဲ့ဒီ triage stage ကိုပေါ့နော်ဒီစစ်မြေပြင်အခြေအနေမှာအဲလိုမျိုးလက်တွေ့လေးကြည့်ရတယ်ပြီးသင်ခန်းစာမှာသင်ယူရတယ်ကဘယ်လိုမျိုးကွာခြားမှုရှိလဲ ဟောဗောတင်ကန်းဆာမှာတင်တာကြတော့ဒီကျွန်တော်တို့ဒီလက်တွေနဲ့မတူဘူးလက်တွေနဲ့မတူဘူးတို့ဒီပြစ်ခတ်တာတွေပါတယ်ကတော့ပါတယ်ဗောနော်ပါတယ်ဒါပေမဲ့ဒီမှာသွားတာလာတာအစားဘယ်လိုကိုနေကားချိုးတို့ပြင်ချစ်တချောင်းတို့ဗောတက်တာတွေကဟိုပြောအောင်ပဲပြောရတယ်ပြင်ဟိုဒီတကယ်လေးလက်တွေလေးချင်းတဲ့အချိန်မှာပို့ပြီးတော့အားဆိုင်ထုတ်ရတယ်ဗောပြင်လူနာကိုကဲတင်တဲ့အချိန်မှာလည်းဟိုတင်ကန်းဆာမှာတော့ဒီတိုင်းဟောဗောဘယ်လိုလောက်လာဘယ်လိုလောက်ရမလဲတော်နေခွေးဘယ်လိုစီးရမလဲဆိုပြီးတော့ပြောပြင်မယ်ဒီလက်တွေလောက်တဲ့အချိန်မှာဗောကိုခန္ဓာနေ ထားတွေအစားပေါ့နော်ကိုခန္ဓာအနေထားတွေအစားဘယ်လိုမျိုးလုံးရမယ်ဆိုတာအစားကွာတယ်ပေါ့နော်အများကြီး varchar မှုတော့ရှိပါဒီလေ့ကျင့်ခန်းတစ်ချောင်းလုံးမှာပေါ့နော်ကိုအားကိုအတွက်ကောအားလုံးအတွက်ကောအဲ့လိုအခက်အခဲဆုံးအချိန်ကြီးရှိလားအဲလေ့ကျင့်ခန်းတစ်ချောင်းလုံးမှာအခက်အခဲဆုံးအချိန်ကတော့အဲလူနာတွေကို NR Fire Out ကနေပြီးတော့ Safe Zone ကိုဆွဲထုတ်ရတဲ့အချိန်ပေါ့နော်လူနာတွေကတကယ်လူနာအစ်စ်ကိုဆွဲရဖြစ်တဲ့အတွက်လီးလဲလေးတယ်အဲ့အခက်အခဲလေးတွေရှိတယ်မှတ်ကြရတယ်အများကြီးရှိတယ် အာအမတ်တရားအဖြစ်ဆုံးကိုယ့်ရဲ့ funniest အဖြစ်ဆုံးအာအဖြစ်ပြက်တွေရှိလို့ရှင်လည်းပြောပြပေးပါဦး funniest ဖြစ်ဆုံးကတော့ကျတို့ဟိုပါဒီဘတ်စင်ထဲမှာပေါ့တကယ်ချင်းတယောက်ရှိပေါ့သူကအရန်ကိုကိုလည်းအရန်ဂုံယူတယ်ပြီးရင်အရန်ဟိုပါ proud ဖြစ်တယ်ပေါ့အဲ့လိုလူတယောက်အဲ့လို volunteer ထွက်ပြီးတော့ cross crossway တော့ volunteer ထွက်တာပေါ့ထွက်တဲ့အချိန်မှာသူအဲ့လိုပဲ crossway ပြီးတော့သူပြန်ပြီးတော့ပြေးထားတဲ့အချိန်ပေါ့နော်လုံးဝကြီးဟိုဟိုမှောက်ရကြီးလဲကြပြီးတော့ဟိုလဲကြတော့ပေါ့အဲ့ဒါ လုံးဝအမှတ်တရပြနေတော့ပဲပေါ့နော်ဒီလေ့ကျင့်ခန်းမစခင်တော့ဗောနော်ဒီစပြီးွားရဲ့အချိန်မှာဗောကိုကိုဘယ်အချက်မှာအများဆုံးပြောင်းလဲသွားရလို့မြင်လဲအာဒီလေ့ကျင့်ခန်းကိုလောလိုက်တော့ကြတော့ကျွန်တော်တို့စစ်မြေပြင်မှာလူနာတယောက်ဒဏ်ရာရတယ်အဲ့လိုစစ်မြေပြင်မှာစစ်တိုက်နေနေလဲကျသွားတယ်ဆိုရင်ကျွန်တော်တို့ပထမဆုံး NR fire အောက်မှာဘာတွေလုပ်လို့ရတယ်ပြီးကျန် NR fire အောက်ကနေလူနာကိုဆွဲထုတ်ပြီးတော့ safe zone ရောက်ရင်ဘာတွေလုပ်လို့ရတယ်တက်တီကယ်ဖီကဲမှာဘာတွေလုပ်လို့ရတယ်ဆိုပြီးအဲ့ဟာတွေကိုကိုပြအတိပါတယ်ဗောနော် လူနာစစ်သားတယောက်ကိုရှိမှတန်ရအောင်လဲကြဝိုင်းသူ treatment တွေအဆအဆုံးဘယ်လိုပေးရမလဲဆိုတော့အော်တကယ်အတွေ့အကြုံနဲ့ပေါင်းပြီးတော့သိချာခွက်ခွက်ပြတိပါအဲ့လေခွက်ချပါအာဒီနောက်ဆုံးမိကုန်းအနေနဲ့ပေါ့နော်ဒီစစ်ပညာရှင်တူရဲ့ဒီအစစ်မြေပြင်မှာပေါ့နော်တကယ်လက်နက်အစစ်မှန်ကဘာဖြစ်မလဲကျောင်းဒီစစ်ပညာရှင်တယောက်အနေနဲ့လက်နက်အစစ်မှန်တော့ကျွန်တော်အနေနဲ့ကတော့ဒီစစ်ပညာအသိပညာရဲ့အတတ်ပညာရဲ့ပေါ့နော်ကျွန်တော်တို့ကပုံမှန်ဒီ ဟိုလူနာတွေကိုတက်ကြတဲ့အချိန်မှာဒီစေပညာနဲ့အသိပညာတက်ပညာမသိဘူးဆိုလို့ရှိရင်ပေါ့နော်ဒီကေတင်နိုင်ရမယ့်လူနာတွေထိခိုက်တယ်ရမယ့်လူနာတွေကိုကျွန်တော်တို့မကေတင်နိုင်ဘူးပေါ့အာဥမာတဆုံချုံနိုင်ရမယ့်လူနာတွေတော့မှဟိုကေတင်နိုင်စွမ်းမရှိဘဲနဲ့ဖြစ်သွားလိမ့်မယ်ပေါ့နော်အာပြီးတော့ဒီကိုယ့်ဘက်ကနေပြီးတော့လူအင်အားပြန်လဲရရှိအောင်လို့ကုသပေးနိုင်တာလေဒါကတော့ဟိုကျွန်တော်တို့အတွက်လည်းအစ်မနဲ့လက်နက်လူယုံကြည်ပေါ့နော်ပြီးရင်ဟောပေါ့ဒီကိုယ့်အသက်ကိုလည်းကိုယ်ညံနဲ့စောင့်လာဆိုတော့လေအာဒီညံညံလည်းကျွန်တော်တို့အတွက်က လက်နဲ့စစ်မှန်လို့ပဲယုံကြည်ထားပါတယ်ကဘာအခုလိုအများကြီးဖြစ်ဖြစ်တဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီကဲပဲဒီကဲပဲဘူးဆိုရင်ငါရုပ်ပြတဲ့တက်ရှင်ရက်သွားတယ်တက်ရှင်နှလုံးကုန်ရက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်လည်ပြီးတော့နှလုံးကုန်လာနိုင်ရင်အကြီးပေါ်ကျေးဇူးပို့တာမှု CPR ကိုလုပ်ရခြင်းဖြစ်ပါတယ်။ဆက်နေတဲ့ကျေးဇူး စားမှုပေးရမှာပေးရနေရမှာဆိုရင်စစ်မြေပြင်စစ်တပ်စုအဖွဲ့ဝင်များဟာဒီနာများရဲ့ဒဏ်ရာမျိုးစားလိုက်ထင်ထင်မှုစူတာပေးစင်များကိုတတ်မှတ်ပြီးတော့သက်ဆိုင်ရာအစည်းအုံတို့ဆွဲပြောင်းမှာဖြစ်ပါတယ်စစ်မြေပြင်စာမှုပေးရနေရမှာ PCS လို့ခေါ်တဲ့စစ်မြေပြင်ဒီနာများဟာမျိုးစားဒါကမဲ့ရှင်ကိုဆက်စုံမှုပြုစီပြောလုံးဆောင်တာသက်ဆိုင်ရာဆေးဥပများတို့ဒုနာတင်ရင်များနဲ့ဆွဲပြောင်းပြုစုမှာဖြစ်ပါ ဒီ legend and scenario တွေရဲ့မှာပေါ့နော်အာကိုတို့အမှတ်တရဆုံးဒါမှမဟုတ် funniest အဖြစ်ဆုံးအဖြစ်ပြရှိလို့ရှင်ပြပြပေးပါဦးဟုတ်ပါအဲ funny အဖြစ်ဆုံးဆိုရင်တော့ညီမအတွက်ဆိုရင်တော့ဟိုလူနာတဲတဲ့အချိန်ရော funny ရဲ့အလေဖြစ်တယ်ပြီးတော့အခက်ခဲလေးဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုကိုထက် weight များတဲ့လူနာတွေကိုတဲရတာဖြစ်တဲ့အတွက်ကြောင့်အော်လေ့ကျင့်တဲ့အချိန်ဒီမှာဆိုတကယ်ခက်ခဲဖြစ်ခဲ့ပါဟုတ်အဲ့ပြီးတော့အဲ့လိုတလွဲလေးလေးရှိအမားလေးလေးရှိအဲ့ဒါလေးက funny ဆက်ဖြစ်ပါတယ်ဟုတ်အာဒီဒီလေ့ကျင့်ကလုပ်နေတော်တော်မှာပေါ့နော်ဘယ်ဟာကရောကိုယ့်အတွက်အခက်ခဲဆုံးအချိန်ဖြစ်ခဲ့လဲ ဟိုအခက်အခဲဆုံးချိန်ညတော့အများကြီးရှိပြီမဲ့ဟိုညီမတို့အခက်အခဲဆုံးချိန်ဆိုအဲ့လိုညီမတို့ weight များတဲ့လူနာတွေတရတဲ့ချိန်ပေါ့နော်အဲဒါမဲ့အဲ့တော့အခက်အခဲလို့ပြောလို့မရဘူးလေဆိုတော့ညီမတို့လုပ်နေတဲ့လုပ်ကဒီတူနာပြုတ်လုပ်ပေါ့နော်တူနာပြုတ်မှာစစ်တူနာပြုတ်လုပ်လဲဖြစ်တဲ့အတွက်ကြောင့်ဒီတကယ်လို့တိုက်ပွဲ battle field မှာတကယ်လို့အဲ့လိုမျိုးထိခိုက်တိုင်ရရတဲ့လူနာကိုယ့်ထဲ weight ကြီးသည်ဖြစ်စေမကြီးသည်ဖြစ်စေညီမအသက်အန္တရာယ်ဆုံးရရတဲ့အသက်အန္တရာယ်ဆုံးရရလို့တတ်မှတ်ထားပြီးပြီဆိုတာနဲ့ဒီလူနာညီမဒီ safe zone ပေါ့နော်ဒီ safe zone ရအောင်တည်ရပါမယ်အဲ့ဒါအဲ့လိုအခက်အခဲလို့ပြောလို့မရဘူးပေါ့နော်ဟုတ် အာဒီနေချင်းငိုင်းပြီးွားရင်အာနေချင်းငိုင်းပြောဆိုတပတ်တာ လုပ်တယ်ပြီးပင်မန်းနေပေါ့နော်အာဒီနေချင်းငိုင်းပြီးွားရင်ကိုယ့်ကိုဘယ်လိုမျိုးစုချမှာလို့အဆက်ကူထားလဲဟိုကိုယ့်ကိုဘယ်လိုစုချမှာလဲဆိုရင်ဒီမလေးတို့ဒါပြီးသွားရင်ကြာပိတ်ရက်လေးရက်လေးရှိရနော်အဲကြောင့်ဒီပိတ်ရက်လေးရက်မှာဆိုဒီမပြန်ရောက်တာနဲ့အလိုနားမယ်စားမယ်ပြီးတော့အဲအိတ်လဲအိမ်မယ်ပေါ့နော်အာပြီးတော့ ဟို TV လဲကြည့်မယ်အာဒါပြီးရင်တော့ညီမနောက်နေ့တရက်ကျရင်ဟောဒီညီမဒီလေးချင်ကတမားစာနေမှာလုပ်ခဲ့တဲ့ဒီဖြစ်ပျက်တွေအကြောင်းအရာတွေကိုကြတော့ညီမဒီမှတ်တမ်းလေးလဲရှိချင်တယ်လို့ကြောင့်မှတ်တမ်းလေးပြန်ရေးမယ်အာပြောနောက်နေ့ကျရင်တော့ညီမ Guardian Group ရှိရပါတော့ဒီ Guardian Group ကိုဒီမှာလုပ်ခဲ့ဖြစ်ပျက်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီပြန်ပြီး share လုပ်ပေးဖို့တော့စီစဉ်ထားပါမယ်ဟုတ်အာအရင်ကအကောင်းတဲ့ plan လေးပါပဲအခုလိုအများကြီးဖြည့်ပြီးတော့အများကြီးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် ကဲဒီနေ့ပြုံပြေရပါတော့ဒီလေးချင်ကန်တမားစာနေ blog ကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အဒီလေးချင်ကန်ကိုပေါ့နော်ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ဒီ interview တွေကိုလုပ်ခဲ့ရတဲ့အခါမှာပေါ့နော်ပြုံပြေတခုသဘောပေါက်သွားတာကဒီကောင်းမွန်တဲ့ဒီဆရာဝန်တယောက်ဒီသူနာပြုပေါ့နော်အဖြစ်မှုဆိုတာကဒါအကျောင်းစာနဲ့ဒီစိတ်ပညာတက်မြောက်ယုံနဲ့မလုံလောက်ဘူးပေါ့နော်လုံလောက်ဆိုတာပါပဲအဲ့တော့ခိုင်မာရဲ့စိတ်ဓာတ်ဒီစစ်တီတော်ရဲ့ဒီစီကတ်နဲ့ပေါ့နော်လူသားချင်းအာသနာစိတ်တွေပါရောင်းတော့ပါဝင်ဖို့အတွက်လိုအပ်ပါရဲ့အထူးသဖြင့်ဒီဖီးအားအောက်မှာပေါ့နော်ဒီအသ တ်ကယ်ဖို့စ조사နေတဲ့ဒီဘိုလာအုံးတွေအဲပြီးလို့ရှင်ဒီသူနာပြုတ်ရဲ့အဖြေကပေါ့နော်ပြုံမီတို့ကိုအရန်မဲထိမိစေခဲ့ပါတယ်သူတို့အားလုံးကဒီအနာဂတ်မှာပေါ့နော်တက်မော်နဲ့ပြည်သူကိုဆောက်ရှောက်မဲ့တကယ်သူရဲ့ကောင်းတွေပါပဲအာသူတို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုပေါ့နော်အာလေးစားပါတယ်အဲတော့ဒီ blog လေးကိုလည်းကြားနှစ်သက်တယ်ဆိုလို့ရှင်အာ like ပေးဖို့ comment မှာပေါ့နော်ဒီကိုယ့်ရဲ့အမြင်တွေကိုရေးပေးဖို့မမေ့ပါနဲ့နော်အာနောက်ပြီးတော့ဒီပြုံမီတို့ရဲ့ပေါ့နော်ဒီနောက်လာမဲ့စိတ်ဝင်စားစရာကောင်းတဲ့ blog လေးတွေကိုလည်းလက်မလွတ်တမ်းအာကြည့်ရှုအောင်လို့ပေါ့နော်ဒီ subscribe လုပ်ထားပြီးတော့ notification notification bell လေးကိုလည်းနှိပ်ထားပေးပါဦးเนาะအာနောက်ထပ် video တွေမှာလည်းထပ်ပြီးတော့မှတွေ့ချင်ပါသေးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တာတာ